ထေရဝါဒနဲ့မဟာယာနကွဲပြားခြားနာချက်ဆိုတာတော့ထေရဝါဒဆိုတာသစ္စာပြာဘူရင်ဟောတဲ့တရားတွေကိုမပြုတ်မပြင်းတန်ခါနာတင်ခဲ့တဲ့ချမ်းသာကိုအတိအကျလက်ခံပြီးသစ္စာပြာဟောတဲ့အတိုင်းလိုက်နာရမယ်လို့ယူဆတဲ့ဝါဒထေရဝါဒအင်္ဂလိပ်လို authentic books or we အင်္ဂလိပ်လို orthodox လို့ခေါ်တယ် orthodox ဘူရင်ကို ။မူရင်းကိုလက်ခံတယ်။ဘုရားဟောတဲ့အတိုင်းမပြုတ်မပြင်းပဲလက်ခံတယ်။ဟောသူတော်ဆို။ဒီမဟာယာနကြတော့ခေအားလျော်စွာပြုတ်ပြင်းပြီးတော့ဘုရားရဲ့တရားအဆုံးမပဲဖြစ်စီကံ။သူတို့ကပြင်းနေတဲ့ကိစ္စလေးတွေပြင်းပြီးတော့လိုက်လျောညီတွေသူတို့ရဲ့အဓိကရည်ရွယ်ချက်ကမဟာယာနလို့ခေါ်တာ။လူတိုင်းလူတိုင်းဖျားဖြစ်ရမယ်။ဖျားဘဝရောက်မှပြည့်စုံတယ်။ရဟန္တာဘဝနဲ့နိဗ္ဗာန်ဝင်ရင်မပြည့်စုံဘူး။ဖျားဘဝနဲ့ အလုံးဖျားဖြစ်အောင်ကြိုးစားရမယ်လို့ဆိုတယ် great vehicle လို့ခေါ်တယ်ဒီကြီးမားတဲ့ဘုရားယာနာဘုရားယာနာနဲ့နိဗ္ဗာန်သွားမယ်လို့ဆိုပြီးကြွေးကြော်ပြီးတော့လူတိုင်းဖျားဖြစ်ဖို့ဖျားအောင်ခြင်းစဉ်ခြင်းဖို့ပန်းလိုက်ထားပြီးတော့ခြင်းနဲ့ဘုရားဝါသာမဟာယာနာဘုရားသူ့ကိုပြင်ဆင်ပြီးတော့ခြင်းတာဖြစ်တော့ကြောင့် heterodox လို့ခေါ်တယ်အဲ့ဒါလို့ကွဲပြားခြားနားမှုတွေရှိတယ်ကွဲပြားခြားနားမှု ရသော်ဘုရားရဲ့သာသနာနောက်ပိုင်းမှာအိန္ဒိယတောင်ပိုင်းမှာဘုရားဘာသာထွန်ကားနေတယ်။နော်။မြောက်ပိုင်းမှာလည်းထွန်ကားတယ်၊တောင်ပိုင်းမှာလည်းထွန်ကား။ဘုရားဘာသာရသော်ဘုရားရဲ့တပည့်တော်ကလည်းပြတ်နေပြီ။အထူးသဖြင့်အိန္ဒိယတောင်ပိုင်းကပို့ပြီးတော့ဘုရားဘာသာထွန်ကားသွားတယ်။မြောက်ပိုင်းထွန်ကားတဲ့ဘုရားဘာသာကိုမြောက်ပိုင်းဘုရားဘာသာလို့ခေါ်ပြီးအဲ့ဒီကနေပြီးတော့တရုတ်ပြည်တို့ကိုရီးယားတို့ဂျပန်တို့ရောက်သွားတာ။မြောက်ပိုင်းဘုရားဘာသာလို့ခေါ်တယ်။ ကနေ့ခေတ်တော်မဟာယာနဗုဒ္ဓတောင်ပိုင်းဗုဒ္ဓဘာသာကမြန်မာပြည်ရောက်လာတဲ့ထေရဝါဒသာသနာဘူရင်းမပြက်လက်ခံကျင့်သုံးတဲ့ဘာသာမြောက်ပိုင်းဗုဒ္ဓဘာသာကသူတို့ကလူတွေနဲ့သင်းတယ်ရောအောင်ပြင်ဆင်ပြီးတော့မြတ်စွာဘုရားရဲ့ခေါ်ချချက်တွေကိုခင့်မိအောင်ပြင်း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 ပြီးတော့ခေါ်ပြောသွားကြတယ်စာအုပ်တွေရေးကြတယ်ဆိုတော့မြောက်ပိုင်းဗုဒ္ဓဘာသာပြင်ဆင်ထားတဲ့ဗုဒ္ဓဘာသာဖြစ်တယ် ဟောအင်္ဂလိပ်လို့ဒါကြောင့်မလို့တောင်ပိုင်းဗုဒ္ဓဘာသာကိုထေရဝါဒမြောက်ပိုင်းဗုဒ္ဓဘာသာကိုမဟာယာနလို့ခေါ်ပြီမဟာယာနနဲ့ထေရဝါဒဗုဒ္ဓဘာသာအမျိုးအစားနှစ်ခုကွဲပြားသွားတယ်ဒီလိုကွဲပြားတာဟာအယူဝါဒကွဲပြားလို့တော့မဟုတ်ဘူးလိုင်းနာချင်းဆောင်ဘူးဒေတာချင်း ကွဲပြားချသွားတဲ့အခါ tradition တွေရောသွားတဲ့အတွက်ကြောင့်ကွဲပြားချတာအဲ့တော့ထေရဝါဒ tradition ဆိုတာတော့ မြတ်စွာဘုရားတရားတော်ကိုလုံးဝမပြင်းမဲနဲ့မူရင်းတိုင်းလက်ခံတာ orthodox လို့ခေါ်တယ် orthodox ဆိုမူရင်းတိုင်းပဲတခါပြင်ဆင်မှုမလုပ်ဘူးလူတွေကသိပြင်းနေတယ်လေကိုယ်မကြိုက်ရင်ပြင်းကြတာများတယ်ခဏခဲလည်းပြင်းနေကြတာပဲလေမပြင်းမဲမရှိပြင်းတာဟွာလေးပြင်းလိုက်ဒါလေးပြင်းလိုက်နာမည်လေးပြင်းလိုက်နေပြင်းတဲ့ဝါသနာပါတယ်လူတွေနော်မကောင်းလို့ပြင်းတာမပြင်းအောင်လားတော့မဟုတ်ဘူးပေါ့ပြင်းတဲ့နေရတော့ပြင်း အဲ့ဒီထေရဝါဒဗုဒ္ဓဘာသာမပြင်းစင်ဘူးငွေရင်းတိုင်းလက်ခံလို့ orthodox လို့ခေါ်တယ်။မောင်မြောက်ပိုင်းဗုဒ္ဓဘာသာသို့မဟုတ်မဟာယာနတရုတ်ဂျပန်ကိုရီးယားဗီယက်နမ်တို့မှာထွန်းကားတဲ့ဘာသာကြားသူက heterodox လို့ခေါ်တယ်။ heterodox ဆိုတာခင်းနဲ့အညီပြုပြင်ပြောင်းလဲပြီးလက်ခံတယ်။ဒါမှမဟုတ်အဝတ်အစားတွေကွဲပြားသွားတယ်။သူတို့ကဘောင်းမီရှေနဲ့အင်ဂျီနဲ့နော်ခင်မီတဲ့အဝတ်အစားတွေဝတ်ပြီးတော့ ညနေလဲနည်းနည်းပါးပါးစားလို့တောက်လို့ရတယ်ပေါ့။ထေရဝါဒတော့စားလို့မရအောင်စားရင်တော့စားတဲ့ပုဂ္ဂိုလ်အပြစ်ပဲ။